အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စွန်တော်တီဦးတင်ကျော်ဖြောက်ဆုံးသွားခြင်းစွာလေးကိုဖတ်ပြခြင်းပါတယ်ဒီစာအုပ်ကိုဆရာကြီးတကုံရွှေမြားကရေးသားခဲ့တာဖြစ်ပြီးတော့ ဆန္ဒရှင်ဦးထင်ကျော်ပါဝင်စုံစမ်းခဲ့တဲ့အမှုတွေများကြောင့်ပဲဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်စာကြီးထက်သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရစေ။ဦးထင်ကျော်ပြဆုံးသွားခြင်းအချိန်မှာ1940ခုနိုဝင်ဘာလကုန်ပြီးနောက်ဒီဇင်ဘာလ၁ရက်၂ရက်ဖြစ်သည်။ တတိယောညနေ၌ကျွန်ုပ်သည်အလောက်တိုင်းမှပြန်လာခဲ့ပြီးနောက်အင်းတို့ရောက်၍ဝိဇာများလည်းတည်းလျက်ရှိစဉ်ဘိုးတင်ကျော်သည်စာအုပ်လေးငါအုပ်ကိုကန်ကအင်းမတို့တက်လာလေသည်သူသည်စပွဲရှိရာသို့လျှောက်သွားပြီးနောက်တက်သေးတွင်ပါလာသောစာအုပ်ကိုစပွဲပေါ်သို့တင်ထားလိုက်သည်ဘုထင်ကျော်မှာ ချက်ခင်ခါကများခဲ့သူ ဆက်လက်သည့်အမှုရာမျိုးမရှိဘဲလေးကံသောခြေလက်များဖြင့်ဇပွဲစီသို့လျှောက်သွားကစာအုပ်များကိုဇပွဲပေါ်သို့ထင်လိုက်ခြင်းဖြစ်လေသည်သူသည်အပေါ်အင်ကြီးကိုအခန်းဝရှိအင်ကြီးကျိတ်တစ်ခုတွင် အလွယ်တကူထိတ်ထားလိုက်ပြီးနောက်ဆိုဖာတစ်ခုပေါ်တွင် ကိုကိုပြည့်လှဲလိုက်လေသည်ဘုထင်ကျော်မှမိသည့်အခါတွင်မှမျက်နှာညှို့ငယ်ခြင်းမရှိညီမလောက်ပင်မန်းသည့်အလုပ်ကိုလုပ်ကံရစေကမူစိတ်ပြတ်ညှို့ငယ်ခြင်းမရှိ သူ၏မျက်နှာမှာပဂရိဆွေနှန်းလျက်ရှိနေတရာထုံနေနိုင်မူသူ့မျက်နှာမှာအတန်ငယ်ညှို့ငယ်လျက်ရှိသည်ဟုသူတို့ကချင်မိလေသည်သူဒီစေတစုံကိုစေတံတွင်ထည့်လင်းရှိရာမှာ အခန်းထဲတွင်အဝတ်များလဲလျက်ရှိသောကျွန်ုပ်ကိုမြင်သည်နှင့်"အော်ကိုတမောင် ပြန်ရောက်နေမှာကိုဗျ။ဒါဆက်ပါအောင်ဗျ။စကားသမီးကလေးများပြောရအောင်"ဟုတန်းခေါ်သည်ဖြင့်ကျွန်ုပ်လည်းသူ့အနီးရှိကလပ်ထိုင်ပေါ်တွင်သွားရစ်ထိုင်က Secret Lake ကိုမြင်ညီလျက်ရှိလေသည်။စစ်ကတော့မုတ်ချဖြစ်တော်မယ်ကိုတမောင်။ဂျပန်ကဒီလောက်ပြင်ဆင်နေမှာတော့အင်္ဂလိပ်နဲ့အမေရိကန်ကို သူမတိုက်ဘဲမနေတော့ဘူးဗျ။မုတ်ချတိုက်တော်မှာပဲတိတ်မကြပါဘူး။ ဒီလိုဆိုရင်လည်းကျွန်တော်တို့မြန်မာပြည်လည်းပါမလို့ဖြစ်နေတာပေါ့ပါမှာပေါ့ဗျာကျုပ်တို့မြန်မာနိုင်ငံကလည်းအင်္ဂလိပ်ပိုင်မဟုတ်လားဗျပြီးတော့အိန္ဒိယကိုတိုက်ဖို့မြန်မာပြည်ကိုဖြတ်သွားရမယ်မဟုတ်လားဒီလိုဆိုရင်တော့ကျွန်တော်တို့မြန်မာတွေဒုက္ခများရောက်ကြအောင်လားဗျရောက်မှာပဲကိုတင်မအနောက်ဘက်မှာသူတို့ချင်းဆစ်ဖြစ်နေတာရင်မကြည့်ဘူးအရှေ့ဘက်မှာအင်္ဂလိပ်ပိုင်အိန္ဒိယနဲ့မြန်မာပြည်ရှိနေတော့ဘယ်နည်းနဲ့မဆိုဂျပန်ကစစ်တိုင် ကျုပ်တို့မြန်မာပြည်ကစစ်တလင်းဖြစ်ပြီးသားပဲအိန္ဒိယကိုတရင်အရှိတ်ကပ်ပြီးနေတဲ့ကျုပ်တို့မြန်မာပြည်ဟာဘယ်နည်းနဲ့မဆိုအစ်စ်ပါရတော့မှာပေါ့ဗျာကျွန်တော်လည်းတပ်ပြင်းတစ်ချက်ချလိုက်မိလေသည်။အော်တကယ်လို့များစစ်ဖြစ်လာရင်ကိုတင်မောင်ဖယ်သွားမယ်ကြံ့တယ်လေ။ဘဲမမသွားပါဘူးရန်ကုန်မှာပဲနေမှာပေါ့။ဘာဖြစ်လို့လဲ။ မဟုတ်ဘူးကိုတင်မောင်ကျုပ်ပြောတဲ့အတိုင်းသာဖြစ်လာရင်ဗန်နီနဲ့မှခင်ဗျာရန်ကုန်မှာမနေနိုင်ဘူးအခုစစ်ကအရင်လိုမဟုတ်ဘူးဗျကျုပ်တို့ငယ်ငယ်တုန်းကခင်ဗျာရောကျုပ်ရောဂျမကဘာစီကြီးကိုမိလိုက်တယ်မဟုတ်လားအဲ့ဒီတော့ကဥရောပတိုင်းမှာအင်္ဂလိပ်ကအရေးနိုင်ပြီးဂျာမနီကဘလို့ပဲအေးတာနေနေဘယ်ဂျီယံတို့ပြင်သစ်တို့ဘလို့ပဲထောင်းထောင်းညံ့ညံ့ကြီးနေနေ ရုရှားဂျာမနီတဲကိုဘလို့ပဲထိုးဖောက်ဝင်ရောက်နေနေကျုပ်တို့မြန်မာပြည်ကတော့အနေသာကြီးဆိုပြီးခန့်အေးအေးပဲမုန်တာဗျကျုပ်တို့နဲ့မဆိုင်တယ်လို့နေခဲ့တယ်အခုတော့မလုံနဲ့ဆရာကြီးဂျပန်ကစီကျင်းညာလိုက်ပြီးဆိုရတဲ့ကြောင်နဲ့တဲ့နှစ်ရက်သုံးရက်တွင်ဦးပြားနှစ်ရက်သုံးရက်ဆိုတာတော့ကြာသေးတယ်24နှစ်ကြီးတွင်လေးမြန်ရောက်လာနိုင်တယ်ဘလို့ရောက်လာမလဲသိလားကျုပ်တို့ရန်ကုန်ဘုံရောက်လာမှာဗျရန်ကုန်ကတို့နဲ့အနီးဆုံးမဟုတ်လားပြမဆုံးဟောင်ကောင်တို့စင်ကာပူတို့ကိုချမယ် အမေရိကန်နေခြေကောက်ယူထားတဲ့ Pearl Harbor ကိုချမယ်။အချရတဲ့ဆိုတာမချလာဘူးကိုဒီမောင်တရက်နှစ်ရက်အတွင်းချမှာ။ဒီကောင်လေးအင်တန်လက်မြန်တဲ့ကောင်လေး။ဒီနောက်လေးမြန်နေကဘယ်ဟိုဦးလဲလာမယ်။ကျုပ်တို့စီပဲဗျစိတ်သားချ။ဒါပြန်တကယ်လို့ဆစ်ဖြစ်လာရင်ခမရကဘယ်လိုရှောင်မကြမ်းတယ်လဲ။အဲခမရပဲအရင်ပြောပြပါအောင်။အကျွန်တော်တော့မွေးရဇာတိပြန်ပြီးမွေးစားမိခင်ကြီးနဲ့အတူတူကိုစောင့်ရှောက်ပြီး ဖြစ်တယ်လို့နေရမှာပဲဦးထင်ကျော်ခမရကကျုံနဲ့တူလိုက်ခဲ့ပေါ့ဗျမဖြစ်သေးဘူးဗျကိုတင်မောင်ကျုံမှာရည်ရွယ်ချက်တစ်ခုရှိသေးတယ်ကျုံရည်ရွယ်ချက်ကိုခုလိုချိန်အတွင်းမှာမဆောင်ရရင်ဘယ်တော့မှလုပ်ဖြစ်တော့မှာမဟုတ်ဘူးဘလို့ရည်ရွယ်ချက်မျိုးလဲဗျပြောပါဦးအော်လူမွေးရရပါသားရရကိုရရဆိုပါတော့ဗျာခင်ဗျားတို့ကျုံတို့အသက်လဲအခုတော်ကြီးလာပြီမှန်တာဗျခင်ဗျားလည်းသတင်းစာလိုက်မှာအလုပ်လုပ် ဝိတုဆောင်မလေးရေးပြီးအသက်မွေးခဲ့တယ်။ကျောက်ကလည်းကိုယ်ဝါသနာပါတဲ့အတိုင်းရာဇဝတ်ပြည့်မှုတွေကို လူတွေကဘာကြောင့်ကျူးလွန်နေဘယ်သူတွေကျူးလွန်တတ်ကြလဲဒီကျူးလွန်သူတွေကိုဘယ်လိုဖန်ဆီးရမိအောင်လုပ်ရမလဲနောက်ထပ်မဖြစ်ပွားအောင်ဘယ်လိုကာကွယ်ပြီးတိုင်းပြည်ဆိုရကိုကူညီမယ်ဆိုတာတွေလုပ်တယ်။ခင်ဗျားနဲ့ကျုံနဲ့အခုနေလာခဲ့တာ14နှစ်15နှစ်တည်းတော့ရောက်လာပြီ။ကျုံလက်ကိုယ်ဝါသနာပါတဲ့အလုပ်လုပ်ပြီးဒီလုပ်နေပဲအသက်မွေးတယ်ဆိုတာတော့ဗျာ။ဒါနဲ့ကျုံရဲ့စုံစမ်းထောက်လန်းပုံလေးတွေကို ဝတ္ထုဖြစ်နေခင်ဗျာရေးခဲ့တာအခုဝိဒဘုံလောက်ရှိပြီလဲအတိအချာတော့မတိဘူးဆိုပါတော့ဗျာနှုတ်ပြီတဲ့ကျွန်တော်စိတ်အထင်တော့အပေါက်40ကျော်များရှိပလားပါပြောတာဘူးဗျာခင်ဗျာဖတ်ကောကြည့်ရလားအကောင်လုံးတော့မဖတ်မိပါဘူးဗျာတကားတလေတပုတ်စာနှစ်ပုတ်စာတော့အပြည့်အမြဲဖတ်ပါတယ်အဲကျွန်တော်ရေးတာခင်ဗျာဘလို့သဘောရလဲပြောစမ်းပါခင်ဗျာရေးထားတာတွေကဝတ္ထုသွားလာရောမြန်မာစာရောကောင်းတော့ကောင်းပါတယ်နှုတ်ပြီတဲ့ ကျောက်ရဲ့ပြောပုံစုံဟန်ပန်လီတန်တွေကျောက်ရဲ့တွေးခေါ်ယူဆရတဲ့ပတ်သက်ပြီးရေးတဲ့နေရာမှာလွန်ကဲလွန်အားကြီးတဲ့ခြင်းနဲ့ကိုဒီမောင်အမြောက်ပြင်းနေများကြီးညအားကြီးတယ်ဒါတခုပါပဲတိမြဟာတွေတော့ကောင်းပါတယ်ဒါကကျွန်တော်အမြင်နဲ့ကျွန်တော်ရေးတာပဲဗျဥထင်ကြစာဖတ်တဲ့လူတွေကပိုလို့နဲ့ကဲလို့နဲ့ထင်တော့လည်းမတတ်နိုင်ဘူးအော်ဒီလိုကိုဗျလောကမှာလူဆိုတာကိုနဲ့ခင်နေမင်းနဲ့လူလို့ရင်တခြားလူလို့တာတဲ့ ဟိုကောင်းနေထင်းတဲ့စမြဲပဲခင်ဗျားကကျုပ်ပေါ်မှာအင်မတန်ကိုတန်ရော့စင်ကြည့်တယ်ဆိုတော့ကျုပ်သိတယ်လေအဲ့လေဒါရီထားလိုက်ပါတီလောင်နေစီလာများလောက်ခဲ့ပြီးမှအသက်ရွယ်ကလည်းကြီးလာတော့ကျုပ်ဖြင့်ကျုပ်အလုပ်ကိုညှင်းငွေစာပြုတ်လာပြီးကိုဒီမှာအတားနဲ့ပြောရအောင်မယ်ကျုပ်ဟိုဂျပန်ဟိုတယ်ကဂျပန်လင်မယားမှုမယ်မစ္စတာချန်တိတ်ဆိုတဲ့တယောက်ကကျုပ်ဖမ်းမှာဆိုလို့ဟိုတယ်ငါးတဲ့ဘောကနေခုံချသွားတာတခါတခါကျုပ်ပြန်သတိရလို့ ချုပ်ပြီးရောဂါကြောင့်ဖြစ်ရတယ်ဆိုစိတ်မကောင်းဖြစ်မိတဲ့ကိုတင်မောင်ဖြစ်စားတော့အများသုံးလေးရဲ့ချုပ်အိတ်မပြောဘူးဟုတ်ပါတယ်လေမန္တလာဆိုရင်မှုတော့ငါလည်းချုပ်ကသူတို့လက်ထဲကလက်မတည်လေးလွတ်လာခဲ့တယ်မဟုတ်လားဗျာကိုတင်မောင်ဟန်ဆောင်ကောင်းလို့အသက်တချောင်းလွတ်လာတာပဲဗျာဟုတ်တာပေါ့ဗျာဒါနဲ့ခင်ဗျားကိုပေးရအောင်ပဲဗျာအဲ့ဒီအမှုမှာခင်ဗျားကကြိုတင်ပြီးတတိပေးတယ်ရီရီဆိုတဲ့အမျိုးသမီးလေးခင်ဗျားအပေါ် ကျွန်တော်စကားမဆုံးမိမှာပဲဥတင်ကျော်ကကြားပြန်ပြီးဩသူကကျုပ်ကောလိမ်မှာနေတော့ခရေကမောင်လို့နှမလို့ခင်မင်လာခဲ့ကြတာပါဗျာနောက်တော့မောင်နှမရင်ထပ်ပို့ပြီးဥတင်ကျော်ကမတိမသားပြောင်းရင်ဟုတ်ချင်လဲဟုတ်မှာပေါ့ဗျာကျုပ်ကိုတော်တော်ခင်မင်းနေရကနေအတွင်းဝင်ဥဝဲမောင်ဆိုတဲ့လူနဲ့သူ့အိမ်ကပေးစားလိုက်ခရေကသူ့နဲ့မတွေ့ရတာပဲအခုမှကျုပ်နဲ့ပြန်တွေ့ရတာပါကုဒတိကျုပ်ကချိတ်ခင်နေတော့လာတော့မပြောတတ်ပါဘူး ခေါင်းဝါပေါ့ဗျာဒါမျိုးဆိုတာကတော့တသက်မှမိတဲ့ဒါမျိုးမှမဟုတ်တာဒါကြောင့်လည်းခင်ဗျားကိုသူကကြိုတင်ပြီးတတိပေးတာပေါ့ပြီးတော့ဆရာဝန်ကိုတောင်းတင်ဆိုတဲ့လူလဲကျုပ်ဟောအခုထိခဲမကြည့်သေးဘူးကိုတင်မောင်နှုတ်ပေတဲ့အခုဒီလူနိုင်ငံခြားရောက်နေတယ်လို့လူကြရတယ်ဩဟုတ်လားဟွန်းလောကကြီးကအင်တန်ကိုရှုပ်ထွေးပွေလီတာကလားကိုတင်မောင်ချစ်ခင်နဲ့မေတ္တာတရားဟာခိုင်မြဲတယ်လို့မလို့မုံတီးချင်းဆိုတဲ့ဒေါသတရားလဲခိုင်မြဲတာပဲဗျာ ဒီဟာတွေလျှောက်ပြီးတွေးလိုက်တိုင်းတွေးလိုက်တိုင်းကြောက်စိတ်တယ်။တရားတန်ဝေကရမိတယ်။နှုတ်ဝေတဲ့ဘဝတန်လျာကလွမြောက်ရလွမြောက်ကြောင်းတရားတန်ဝေကမျိုးတော့မဟုတ်ဘူးပေါ့ဗျာ။ဟုတ်တာပေါ့ ဒီလောက်ကိုစက်ပြီးမလုပ်ချင်တော့ပဲကြီးငွေတလူလူဖြစ်လာတဲ့တန်ဝေကမျိုးပေါ့အေးဗျာအလုပ်ဆိုတာဘလို့အလုပ်မျိုးပဲဖြစ်ဖြစ်ကြာတော့လည်းကြီးငွေတာစမြဲပဲဒါကြောင့်ခင်ဗျားပြောတယ်လို့ဒါလောက်ချိန်ကြာလာတော့ကြုတ်ပြင်ဒီလောက်ကိုမလုပ်ချင်တော့တလူလူဖြစ်လာတယ်ဗျကိုတင်ပါမနေ့ကတော့ခင်ဗျားအလုပ်သွားနေတော့မိန်းကလေးနှစ်ယောက်အဖို့လာငားသေးတယ်အဖို့ကသူဤစာသူ့ကိုချေဟန်ဆောင်တပတ်ရိုက်ပြီးစိန်ရွှေလက်ဝယ်လက်စားတထောင်ပို့လောက်လဲယူသွားတယ်ဆိုပါတော့ဗျာ တို့ဘီတဲ့ကျုပ်တို့မြန်မာပြည်ကိုစီရင်စင်ွေတန်းလာပြီဆိုတော့ကကျုပ်တည်တဲ့အတွက်ကြောင့်တကြောင်ကျုပ်ခုရင်းကပြောတဲ့အတိုင်းပဲကျုပ်လုပ်တဲ့အလုပ်ကိုညှိငွေတယ်လို့ဖြစ်လာပြီးပြင်းပြင်းရှိတာကတကြောင်ကြောင့်အမှုကိုလက်မခံလိုက်ဘူးဒါနဲ့ခင်ဗျားပြောတဲ့ရည်ရွယ်ချက်ဆိုတာပြောပါအောင်ဘလို့ရည်ရွယ်ချက်မျိုးလဲဒီလိုရကိုတင်မအောင်ခင်ဗျားရောကျုံရောအခုအလုံးလုံးနေကြတာလက်နဲ့မဟုတ်ဘူးအုံနောက်နဲ့လောက်တာဗျာပါဠိစကားနဲ့ဆိုရင်တော့ဗျာရုပ်နဲ့မဟုတ်ဘူး နန်းနဲ့လှုပ်ကြရတဲ့ဆိုတဲ့ပေါ့ဗျာအင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့အုံနောက်လို့ပေါ့ဗျာသူတို့နောက်နိုင်ငံလူတွေကအယုတ်ကြီးယုတ်ကြီးတခုကိုဆွဲလန့်ပြီးအနန်ဆိုတာယုတ်ကစီခိုင်းတဲ့အတိုင်းလှုပ်ရတယ်လို့ယူရှိကြတာသူတို့ကယုတ်ဖက်ဆိုင်ရာကိုအင်တန်ကျွမ်းကျင်တယ်ဆိုပေမဲ့စိတ်ဖက်ဆိုင်ရာကြတော့သူတို့ကကျုပ်တို့ခြေတိုင်းသားများတိမြင်ပေါရောက်သလောက်တော့တိမြင်ပေါရောက်ခြင်းမရှိကြသေးဘူးဗျာအဲဒီတော့ကျုပ်တို့ခြေတိုင်းသားတွေရဲ့ယူဝါဒကနန်းတရားဒီ ယုတ်တရားကိုလွန်မှုအချုပ်အပ်တဲ့ယူဆတဲ့အတွက်ကြောင့်ဏ္ဍရားဘက်ကိုလိုက်ကြတယ်ဗျာဒီယူဆကကျုပ်တို့ရှိတိုင်းပြည်ဒီမှာပေါ့ဗျာမြတ်စွာဘုရားတကယ်မပွင့်မီကလေးကရှိလာပဲဘာပဲဖြစ်ဖြစ်ကျုပ်အနေနဲ့တော့စိတ်နဲ့စိတ်ရတကူတတ္တိဆွမ်းအင်ကိုကောင်းကောင်းကြီးယုံကြည်တယ်ဗျာကျုပ်ကိုယ်တိုင်လည်းကျင့်သုံးနေဆိုတာခမရအသိပဲဟုတ်တာပေါ့ဗျာဒါကြောင့်စိတ်သာရှင်စောဘုရားဟောလို့ဆိုတာပဲမန္တန်ကိုတိမောင်းမန္တန်ဗျမန္တန်ထားတယ် ခင်ဗျားနဲ့ကြုံနေပေါင်းလာတာတလောက်ကြာပြီဗျာကျုံမျိုးရိုးစားဒီအကြောင်းခင်ဗျားတခါမှမပြောသေးဘူးမှတ်တယ်နော်ပြောသေးပါဦးဗျာဒီလိုဗျာကျုပ်တို့မျိုးရိုးစားဒီကရှင်းမြန်မာမင်းများလက်ထက်ကစပြီးစင်တလာတဲ့မင်းဆွေဆိုမျိုးဆိုရတော့ဗျာအဲ့ဒါကကျုပ်ဖိုးဖွားတွေလောက်ပြောတာပါဗျာနောက်တော့ကျုပ်တို့အဖေအဲကျုပ်တို့ကြတော့နိုင်ငံမှုဆက်တမတ်ဆက်လောက်ပါတော့လဲဆိုပါတော့ဒါနဲ့ကျုပ်ဖခင်ကြောင့်ပြောရအောင်ကျုပ်တို့ဖခင်ကကျုပ်တို့မိခင်နဲ့ အကြောင်းပါပြီးရင်တော့ကလကတားကိုသွားပြီးပညာသင်တဲ့အခါတိဘက်ဘုံကြီးတစ်ပါးနဲ့တနေ့တွေ့ပြီးတော့သူ့ရဲ့တရားဓမ္မများနားရတယ်ဆိုပဲကိုတင်ပါရဲ့အဲ့ဒီဘုံတော်ကြီးများကသူတို့စီကဘုံတော်ကြီးများတည်ထောင်တဲ့မာယနာခိုင်းကခိုင်းကြိုတစ်ပါးဆိုပဲဗျာအဲဘယ်လိုတရားတွေဟောတယ်ဆိုတော့ကျုံမသိဘူးပေါ့ဗျာတို့ဗေဒနောက်ဆုံးကြတော့ကျုပ်ခခင်ကတိဘက်မှာအဲ့ဒီလာမာရီမူတီဘီမူလတည်ထောင်ထားတဲ့အဲ့ဒီမာယနာခိုင်းနဲ့ဝင်နောက်ဆုံးเจ้าကနေထွက် ကျုပ်မိခင်စီတောင်ပြန်မလာတော့ဘဲနဲ့ပုံတော်ကြီးနဲ့အတူတိပက်ပြီးတကားထက်လိုက်သွားတာကုဒတိဆိုပါတော့ဗျာ။ဟောဟုတ်လား။အကျဉ်းတော်ရတိပက်ပြီးရနိုင်ငံရေးအကြောင်းလေးပါလိမ့်နဲ့နှစ်ပါးပါဖတ်ဖို့ပြင်မယ်။ခင်ဗျားပြောတဲ့တိပက်ပုံတော်ကြီးကြီးရမာယနာခိုင်းအကြောင်းတော့တဲမသိဘူးဗျာဦးထင်ကျော်။နည်းနည်းပါးပါးတော့ပဲကြားဘူးတယ်။ဒီလိုဗျာ။အဲ့ဒီခိုင်းအကြောင်းပြောရရင်တော့ရှေ့ဒီဝါနံပြရတတ်သည့်မြင့်လက်ထက်ကစပြီးပြောရလိမ့်မယ်ဗျာ။ဘီရင်ကြီးရဲ့မိန်းနဲ့ရန်တော်သုံးပါး သာသနာပြုဖို့တီဟိုကျွန်းထွက်လာတယ်။ဟဲ့ကျုပ်တို့မြန်မာပြည်ကိုဖြတ်တော်ထက်ထက်တောင်းထက်ထက်ကျော်နောက်ဆုံးတိပယ်ပြီးရောက်သွားတဲ့ကြကိုတင်မောင်အဲဟိုရောက်တော့မာယနာကိုင်းရဲ့လို့ဂိုင်းတကိုင်းဒီချောင်ကြတယ်ဆိုပါတော့ဗုဒ္ဓဘာသာတော့ဗုဒ္ဓဘာသာပေါ့ဗျာနှုတ်ပြီးတဲ့သူတို့ကကျုပ်တို့မြန်မာပြည်ကဗုဒ္ဓဘာသာကိုဟိနာယနာကိုင်းရဲ့လို့ခေါ်ရဲကြပါဠိဘာသာမှာတော့မဟာဆိုတာမြတ်တယ်ဗျာဟိနာဆိုတာကရုပ်တယ်ဗျာအဲကဗျာလည်းပါဠိသင်မှုသားပဲ သူတို့ကိုင်းကကျုပ်တို့ကိုင်းတယ်မြင့်မြတ်တယ်ဆိုတော့ဗျာတိဘက်ပြည်ကြောင်သူတို့ခုံကြီးတွေပြောရတာတော့ကျုပ်ပါခင်ကြီးကြောင်ပြောခြင်းလို့ပထမဇကပလင်ခံပြီးသဘောပေါက်အောင်ပြောတာပါဗျာဟာတဲထူးဆက်မလားဒီเจ้าနေကိုကျုပ်ကိုတကားမှခင်ဗျမပြောသေးဘူးပါကလားပြောရသေးဘူးဗျာကိုတင်မောင်ကျုပ်ပြောလဲမပြောချင်ဘူးဗျာဒီเจ้าမိခင်ကြီးကဒီတရင်ကြပြီးဒီဥလိကလာကြမှာဒီစိတ်နဲ့ကွန်းလွန်သွားရှာတယ်เจ้าမေကသူ့ကိုစိတ်နာတဲ့ထောင်းဗျာเจ้าနေနဲ့ကြတော့ ။ဟဲ့သူဟာတရားပံမှာတော့ကိုပေါက်ရောက်ပြီးသူတော်ကောင်းလေးတယောက်ဖြစ်သွားပြီးယူဆတယ်။ဒါပြန်ခမရဖခင်ကြီးကြောင့်ပါတဲ့မှာခမရနောက်ထပ်မကြရတော့ဘူးဆိုပါတော့မကြရတော့ဘူးဗျာကိုတင်မ။အဲကျုပ်ကောလိန်နေတုန်းကကျုပ်ကျောင်းနေပဲမိတ်ဆွေဘင်္ဂါလီတယောက်ကတော့ဘင်္ဂါလီတယောက်ရဖခင်ကကလကတားမှာနေတဲ့ဆရာဝန်ကြီးကတစင်ဒီကျုပ်ရဖခင်အကြောင်းတခါစုံစမ်းမှုတယ်ဟုတ်လားဗျာ။အဲ့တော့ဘင်းနဲ့ဘာမှအကြောင်းမထူပါဘူးဗျာ။ တိဘက်ဘုန်းတော်ကြီးနောက်သူလိုက်သွားတာမှန်မှန်ဆိုတာသိရတာတခုပဲရှိတာပါ။ဩဒါနဲ့ဒုက္ခနာနိုင် အပြင်မှာတကားခောက်တန်ကိုကြားလိုက်ရတော့ကြောင်းလက်ကြည့်လိုက်ရဦးအောင်သူဝင်လာဒီကိုတွေ့ရတဲ့ပြင်ကျွန်တော်တို့နှစ်ဦးလည်းစကားစပြန်၍တာကြလိတော့သည်။နောက်၄-၅ရက်ခန့်ကြာတော့ကဒီဇင်မာလာရှိရနေတို့ရောက်လာ၍ထိုနေ့မှာဂျပန်က Great Britain နဲ့ American ကိုစစ်ကြေးညာပြီးခု ကျောင်းဝပွဲကောင်းသည့်တရင်စူကြီးကိုကြားရသောနေ့ဖြစ်လေသည်ဂျပန်ကအင်္ဂလိပ်နဲ့အမေရိကန်ကိုစီးကျင်းရသည့်အတွက်ဒုတိယကမ္ဘာစီးကြီးဖြစ်လာသည့်အကြောင်းကိုအထူးသတင်းဖြင့်သတင်းစာတစ်စာကိုထိုနေ့ညနေတွင်ချက်ချင်းထုတ်ဝေနိုင်ရန်ကျွန်တော်တို့သတင်းစာတိုင်းမှာအလုံးအလောက်ရှုပ်လျက်ရှိနေသည် သူနှင့်သူနှင့်ဖြစ်ပျက်သည့်အခြားသတင်းအတူထွားများနှင့်အတူဂျပန်ကအင်္ဂလိပ်နှင့်အမေရိကန်ကိုစစ်ကြေးညာပြီးဟူသောသတင်းကိုသတင်းစာဤထိတ်တွင်စလုံးမဲ့ကြီးဖြင့်ရိုက်နှိုက်ကာညနေပိုင်းအထူးသတင်းစာဖြင့်ထုတ်ဝေတော်သည်အင်္ဂလိပ်သတင်းစာတိုင်းများကလည်းကျွန်တို့သတင်းစာများကဲ့သို့ပင်ဂျပန်နှင့်အင်္ဂလိပ်အမေရိကန်တို့စစ်ကြေးညာပြီးဟူသောသတင်းကိုသတင်းစာဤထိတ်တွင်စလုံးမဲ့ကြီးများဖြင့်ပုံနှိပ်ထုတ်ဝေလေသည်ထိုနေ့ညနေ9:00ခန်းတွင်သတင်းစာရောင်းသောသူငယ်ကလေးများသည် ထိုသတင်းစိုးကြီးပါလီတင်းစာများကိုခိုင်းဆောင်ကလမ်းကျူလမ်းကြားများပါမကျန်အဟိယောက်ချလျက်ရှိလေသည်ထိုနေ့ညနေ၌ကျွန်တော်သည်6နာရီကျော်မှအိမ်သို့ပြန်ရောက်ခဲ့လျာထိုချိန်တွင်အိမ်သို့ဥထင်ကျော်ကပြန်မရောက်သေးချေနိုင်ဝဲခန့်ကြားလက်တော့ဥထင်ကျော်ပြန်ရောက်လာသည်ကိုတွေ့ရပြီးသူ၏လဝဲဘက်လက်ထက်တွင်စာအုပ်3လေးအုပ်ပါလာပြန်လေသည်ထို့နောက်သူသည်ရခင်ကားကဲ့သို့ပင်စာအုပ်များကိုဇွဲပေါ်သို့သွားတင်လာပြီးနောက်ကျွန်ုပ်အားလမ်းရွေးခေါ်ရာဘယ်နဲ့လဲကိုတင်မောင် ခင်ဗျားတို့တိုက်တော့ဒီနေ့ညနေအတော်လှုပ်ရှုပ်သွားတဲ့အချိန်မှာဟုတ်တာပေါ့ဗျာဒီစစ်ဖြစ်တဲ့တရင်ကိုရမကူပဲဒီနေ့ညနေအချိန်မီထုံနိုင်အောင်လုံးကြအကန်ကြရတာပေါ့ဗျာကျွန်တော်တောင်ခုပဲပြန်ရောက်တယ်ကျောက်တောင်အင်္ဂလိပ်တရင်စာတစားဝဲလာသေးဗျာအရွယ်ထဲနဲ့တပည့်ပေးခဲ့ရတယ်သူတရင်ဆိုတော့လဲပြရမှာပေါ့လေအင်းဒီတရင်စာတော့သားစီမြင်းဆက်ကလေးပြရရဲရှိအောင်ရိုးရိုးသေးသေးတင်ထားဦးမှာပဲဒါနဲ့ခင်ဗျာစာအုပ်တွေဝဲလာပြန်ပြီလား ဝဲလာကြည့်လားဆရာကြီးရဲ့ဘာသာဥတည်များလဲဦးထင်ကျော်သည်စပွဲပေါ်တွင်ရခင်ကဆောင်းများနှင့်အတူပုံထားသောစာအုပ်များကိုတုတ်ပြီးတုတ်လှမ်းယူပြီးနောက်ဟောရာကကျေးဇူးရှင်လက်ဒီဆရာတော်ဘုရားကြီးရဲ့ပိဿာသမုပ္ပါဒီပနီဟောရာကမေတီနီဆရာတော်ဘုရားကြီးရဲ့ဗုဒ္ဓဘာသာအခြေပြချက်ဟောဒီဆောင်းကသစ္စာလေးပါးမြတ်တရားတဲ့ဘယ်သူရတယ်လို့တော့မသိဘူးစာအုပ်ကဟောင်းဆိုင်ကဝဲလာတာဟောဒီဆောင်းကလေးကတော့နိဗ္ဗာန်လိုသွားရလဲလေဗျာယောဂီကြီးသူရေးခဲ့တာ ဟောဒီဘက်ကစာအုပ်ကဒေါက်တာလော့ပရင်စန်ဘတ်ဆိုတဲ့ဒီဘက်ကတရှိလာမှာဘုန်းတော်ကြီးများအကြောင်းစာအုပ်ပြ။ဟောနေနေပါပါဒါမော်တော်ကားပေါ်မှာကျုပ်ဖတ်ခဲ့ပြီးပြီ။တော်ပေါ်ဆက်ဝင်စားစရာကောင်းပါပဲဗျ။ဒီနေ့ခင်ဗျားကိုပြောတဲ့ရုပ်ဝါဒနံဝါဒအကြောင်းများနဲ့တကားသူတို့စီကလာမှာဘုန်းတော်ကြီးတွေရဲ့ကျင့်ရောကျင့်စဉ်တွေပါလားဗျ။အဲတမရလမ်းစဉ်လေးပေါ့ဗျာ။အကျုပ်တို့ဘုရားဘာသာတရားတော်တိုင်းနိဗ္ဗာန်မဲ့ဖို့ရောက်ရရောက်ချောင်းဝိပဿနာလမ်းကြောင်းတော့မဟုတ်ပေဘူးဗျ။ ခင်ဗျားလည်းကိုတလော့ဒီဟာတွေတိတ်စိတ်ဝင်စားနေရတဲ့ထင်းနေဟုတ်တယ်ဗျာကိုတင်မချုပ်တော်ခင်ဗျားနဲ့ဆက်လင်းကနေအတူနေပြီးသွားရလာရတခါတလေလဲတာယာခရဖန်ရစီရလို့ဒီတပြေးပြေးစိတ်ကောင်းလာလို့ဗျာခင်ဗျားကိုတနည်းအပြောပါပါပေါ့ဒါနဲ့ရေကုန်မြို့မှာမနေနိုင်လို့ရှောင်ကြတိန်းကြမယ်ဆိုရင်တော့ခင်ဗျားတော့ခင်ဗျားမြို့ပြန်ပြီးမိခင်ဆောင်ရှာဝင်နေအတူနေမယ်ဆိုတော့ဟုတ်တယ်ဗျဥတင်ကြောင့်ဒီတော့ခင်ဗျားလည်းကျွန်တော်နဲ့အတူလိုက်ခဲ့တာပေါ့ဗျာ အာဘာမှကျွန်တော်အားနာကြမရှိဘူးနေဖို့တိုင်းဖို့စားဖို့တာဖို့ဆိုတာလည်းကျွန်တော်အားလုံးတာဝန်ယူမယ်ဒီခင်ဗျာပြောတာကျေးဇူးတင်နေပြကိုတင်မအောင်လို့ပြီးတဲ့ဒီခင်ဗျာနဲ့ဒူမလိုက်နိုင်သေးဘူးကျုပ်ပြောခဲ့ဘူးတဲ့အတိုင်းပဲကျုပ်မှာရည်ရွယ်ချက်ရှိတယ်ဘယ်လိုရည်ရွယ်ချက်လဲဆိုတော့ကျုပ်တို့ရဲ့ဗုဒ္ဓဘာသာတရားတော်ကဒီကဘာပေါ်မှာအစ်စ်မှန်ဆုံးတရားတော်ဖြစ်တဲ့အကြောင်းဒီတရားကသာကဘာကြီးဒီခုလုံးမှာရှိတဲ့လူသားတွေနေ့စဉ်နဲ့မြခံစား အသေးဆုံးဘေးဒုက္ခပေါင်းကလုကင်းပြီးတော့မှအသင်္ခရာတက်ဆိုတဲ့နိဗ္ဗာန်ရွှေပြီးမြတ်ကိုရောက်နိုင်တဲ့အကြောင်းချုပ်ကိုယ်တိုင်းကစပြီးလက်တွေ့ကျင့်သုံးကြည့်ခြင်းနဲ့အဲ့ဒီသမရလန်းစဉ်ကိုပထမဦးဆောင်မလိုက်ခင်ကျုပ်ဖခင်ကြီးလိုက်တော့တယ်ဆိုတော့တိဘက်ဘုံကြီးအကြောင်းနဲ့သူတို့ကိုယ်ပဲစီခဲ့တယ်မာယနာကိုင်းအကြောင်းကိုလည်းကျုပ်ကစုံစမ်းခြင်းသေးတယ်ဒါမှ ကျုပ်တို့ဗုဒ္ဓဘာသာတရားဓမ္မရဲ့အစီအနှစ်ဖြစ်တဲ့သစ္စာလေးပါး ကဘာပေါ်မှာတရားစီတရားမှန်ဖြစ်တယ်ဆိုတာသိရမယ်မဟုတ်လားဗျာကိုတမဘုဒ္ဓလောကျုပ်လိုက်တာဒီပဲစဉ်းစားနေတာဒါကြောင့်ခင်ဗျားနဲ့အတူတူကျုပ်မလိုက်နိုင်သေးဘူးပြောတာပေါ့ဟဲ့ဒီလိုပြောရတာလဲဝင်းနေပါတယ်ဗျာဦးထင်ကျော်ဒီရွေတော်မျက်လုံးများဖြင့်ကျွန်တော်ဤမျက်နာကိုစိတ်စီကြည်ကတလုံးချင်းပြောလျက်ရှိလျာသူ့တန်မဝမ်းနေကြည်ခွေဒီဟန်ရဲ့အတန်ငယ်တုံ့ရည်လျက်ရှိသည် သူ့ဤစိတ်ဓာတ်ဒီကျွန်တော်ဤကိုရင်းတို့ကူးဆက်ဝင်ရောက်လာသည်လား ကျွန်တော်ကိုယ်တိုင်လည်းဝမ်းနဲ့ခြေခွဲစိတ်များပေါ်လာလေတော့သည်သူနဲ့ကျွန်တော်မှာတယောက်နဲ့တယောက်အလုပ်ချင်းမင်မတူညီတော့လဲ14နှစ်ကျော်15နှစ်များစိတ်တူကိုယ်တူတမှုတွေတတတွေထိုင်နေထိုင်လာခဲ့လေရာကျွန်တော်ပေါ်ရင်တန်ရောက်စီကြီးမှတကယ်သူကျွန်တော်ကလည်းသူ့ပေါ်ရင်အကိုရင်းတမျချစ်ခင်ခဲ့မိလေသည် သူနဲ့ခွဲခွာရမည့်အရေးကို တွင်းမိက ယူကြုံမရဖြစ်မိလေသည်

ဒီဥထင်ကျော်ကတော့ပျောက်ဆုံးသွားပြီပေါ့နော်အဲ့တော့ပျောက်ဆုံးသွားတဲ့အပိုင်းလေးကိုနောက်နေ့ကြမှာပဲဆက်ရမှာဖြစ်ပါတယ်မယင်နေနာမမ္မာကေ WS မင်းဒရမောမာချုမညုပြအမောင်းအတဲ HD WS မင်းအဲလေးကိုရွှေတာမမအန်ဂျီညီမနေစီအမောင်း တော်တော်မမဝအန်ဂျီအမောတော်တော်မမညုတ်ပြအဲလေးကိုရွှေတာအင်းတော်တော်မမညုတ်ပြကိုအိမ်ဝေးကိုလူအိမ်ဝေး WS ဘင်းတော်တော်မချစ်လို့ပါမဲ့ကီအာအီဖရာအမောအီဖရာအင်းအာကိုရောက်နေ WS ဘင်းကိုရောက်နေဟုတ်ကိုကြီးကိုရောက်နေအတင်းစားပါအဲလေး မညူပြဘာတဲ့ HD ဘုဒ္ဓနာမေကုဒ္ဓနာမေဒီနေ့ကလူတိုက်မရှိဘူးတော့သူကနောက်ကျသွားတာ sorry ပါအဲ့ဒါရင်အလုံးမဲ့တက်တာပါမနေ့ကမနေ့ကမှဇုံရ